ဒီကနေ့မေလ၈ရက်နေ့မှာရရှိထားတဲ့ငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေနဲ့နောက်ဆုံးရထူးခြားသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်ပေးနေတဲ့ TV သတင်းတောက်ဆွဲတစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။အမင်္ဂလာပါကိုဇက်တိရေဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့အရင်ဆုံးဒီငလင်းနဲ့ပတ်သက်တဲ့ဒီနောက်ဆက်တွဲသတင်းအနေနဲ့ဒီမေလ၈ရက်နေ့ထိနောက်ဆုံးရရှိထားတဲ့ဒီခတိယတန်ရရှိသူဥယေဒီထန်ရရှိသူဥယေတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါဒီမတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြီးကဒီကနေ့မေလ10ရက်နေ့ထိဆိုရင်ဒီငလင်ကြောင့်ထိခိုက်သေးဆုံးသူအွေက DVB data တရားနေကောက်ထားတဲ့ဆင်းတွေရဆိုရင်ထိခိုက်သေးဆုံးသူက4400နဲ့မှ84ယောက်ထိခိုက်ဒဏ်ရာရှိသူသူက11000နဲ့မှ366ယောက်ရှိတယ်လို့ကျွန်တော်တို့က DVB data တရားနေကောက်ထားတဲ့ဆင်းတွေသိရပါတယ်အဲမြေပြင်မှာလည်းကုညီကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တာကြောင့်ကိန်းကနားအထိထပ်ပုံနိုင်ပါတယ်ဒီငလင်ကြောင့်ပေါ့နော် after shock ငလင်နဲ့လည်းစတိုက်လောက်ခတ်နေတာတွေ့ရပြီးတော့ဒီကနေ့နေ့လယ်ပိုင်းမှာဆိုရင်မန္တလေး ေးမျိုးဒီပသိမ်ကြီးမျိုးရဲ့အနောက်တောင်ဘက်ကိုဗိုလ်ပြပြီးတော့အင်အား3.1 Richard Scale ရှိတဲ့ငလင်းတစ်ခုလည်းလောက်ခတ်သွားပါတယ်ဒီလို after shock ငလင်းတွေလောက်ခတ်နေတဲ့ကာလာတွင်းမှာပဲမန္တလေးမြို့မှာဆိုထောင်ထဲချီတဲ့အဆောက်အုံတွေအေဒီရှင်းလင်းရေးတွေအေပြပြွားမလို့ဆောင်နိုင်သေးဘူးပေါ့နော်ပြီးကြတော့ဒီကာလာအတွင်းမှာဆိုရင်လည်းမိုးတဲတဲထန်ထန်ရွာသွန်းတာတွေကြောင့်အဆောက်အုံဒီဇိုင်းဒီပိုင်းပြိုကျပြည့်စည်တာလည်းရှိနေရပေါ့နော်ဒီမန္တလေးမြို့အတွင်းမှာဆိုရင်ဒီတစိတပိုင်းပြိုကျတဲ့အဆောက်အုံက၄00ကျော်ရှိတယ်လို့လည်းမန္တလေးစီပင်က ထုတ်ထုတ်ပြန်ထားရပေါ့နော်ဒီငလင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ကိုဆက်ပြောရမယ်ဆိုရင်ဒီမန္တလေးမြို့မှာ Sky Villa ပြိုကျ Sky Villa အဆောက်အအုံမှာဆိုရင်ဒီပျောက်ဆုံးတဲ့ရုပ်လောင်းတွေကိုလည်းဆက်ဆက်လက်ရှာဖွေနေဆက်ဖြစ်ပြီးတော့အော်ဒီရုပ်လောင်းတွေကိုလည်းရချပြီးတော့ရှာဖွေတရှိနေပါတယ်ဟုတ်ဟုတ်ကဲ့ပါဒီငလေနောက်ဆက်တွဲအရာဒီအပြစ်ခက်ရက်ဆဲထားတဲ့ကာလအတွင်းမှာတိုက်ပွဲအခြေအနေတွေနဲ့စစ်ရေးအခြေအနေတွေကိုလည်းပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါဒီစစ်ကောင်စီကပေါ့နော်ဒီငလင်းကြီးလောက်ခတ်ပြီးနောက်မှာငလင်းကစဲရေးလုပ်ငန်းတွေလောက်ခိုင်မှုဆိုပြီးတော့ဒီယာယီပြည့်ရက်တယ်လို့ကြေညာထားရဆိုရင်မလဲဒီအေလေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုအဆက်မပြတ်လှုပ်ဆောင်နေရပေါ့နော်ဒီစကိုင်းငလင်းကြီးလောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ဒီငနေ့မေလ8ရက်နေ့အထိပေါ့နော်စစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုကိုအကြိမ်ပေါင်း938ကြိမ်ပြုလုပ်ခဲ့ပြီးတော့ဒီအမှဆိုရင်အကြိမ်400ကျော်မှဆိုရင်ဒါကသူတို့ယာယီပြည့်ရက်တယ်လို့ကြေညာပြီးနောက်ပိုင်းမှာသူတို့ကျူးလွန်ခဲ့တဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေဖြစ်တယ်ပေါ့နော်ဒီစစ်ကောင်စီကယာယီပြည့်ရက်တယ်လို့ကြေညာ ာထားပြီးတဲ့နောက်မှာအဲသူတို့ ဖြစ်ခဲ့တဲ့ဒီတိုက်ပွဲတွေကိုပြောရမယ်ဆိုရင်တော့အော်ဒီတိုင်းသားဒေသတွေမှာရောစကိုင်းတိုင်းတွင်းမှာရောစစ်ကောင်စီရဲ့နေစဉ်ထိုးစစ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကဇတိုက်ရှိနေစေဖြစ်တယ်ပေါ့နော်ဒီပြီးခဲ့တဲ့မေလ9ရက်နေ့မှာဆိုရင်လည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဒီရဲထွက်ရမှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတော့လူ၁၀ဦးထပ်မံလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်ပေါ့နော်ဒီရဲထွက်ရဆိုရင်အဲဒီဧပြီလတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်လူအစုလိုက်ပြုံလိုက်ဆယ်နဲ့ချီပြီးတော့တည်ဆုံးခဲ့တဲ့ရွာတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ DBB data တွေကနေကောက်ယူထားတဲ့ချက်လက်တွေအရဆိုရင်မတ်လ28ရက်နေ့ကနေဒီကနေ့မေလ10ရက်နေ့ထိ ီစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်ပေါင်း349ဦးထပ်မံထိခိုက်ဒေဆုံးခဲ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုလိုပြောပြပေးတဲ့အတွက်ကိုစိုးအသိကိုကျေးဇူးများကြီးတင်ပါတယ်ရှင်